ဇူလိုင်လ၄ရက်နေ့ဖျားသခင်ကိုကြောက်ရွံ့ခြင်းရှင်ဘီရင်ကိုယိုသေးခြင်းရှိကြလားရှင်ပေတရုဩဝါဒစာပထမစာဆောင်အခန်းကြီးနှစ်အခန်းငယ်၁ခုယနေ့ဒီအမေရိကန်နိုင်ငံ၏လွတ်လပ်ရေးနေ့ဖြစ်ရာကျွန်တော်တို့အမေရိကန်နိုင်ငံသူနိုင်ငံသားများအနေဖြင့်ဖျားသခင်အားဒူးတော့ဆူတောင်း၍အဆအဆအရာရာအတွက်ကျေးဇူးတော်ချီးမွမ်းရန်လိုအပ်ပေတယ်။အမေရိကန်နိုင်ငံတွင်လူတိုင်းအတွက်သာတူညီမျှအခွင့်အရေးရှိပြီးလူမျိုးမရွေးလူတိုင်းသာမရွေး ထိပ်ပိုင်းသို့ရောက်ရှိနိုင်ပါれလူတဦးချင်းစီလေးလာစူးစမ်းမှုနှင့်စူးစမ်းအားထုတ်မှုပေါ်တွင်မူတည်၍နောက်ခံ ရာဇဝင် ပေါ်မူမတည်ပဲတက်လန်းရှိပေတယ်အထူးသဖြင့်ဘုရားသခင်ကိုကျေးဇူးတော်ချင်းမလို့ဒီမှာကျွန်တော်တို့အတွက်လွတ်လပ်စွာကိုးကွယ်ခင်ပေးထားခြင်းပင်ဖြစ်ပါတယ်ယုံကြည်မှုမတူညီသည့်အတွက်ညီသူများအခြားတူဤဘုရားเจ้าကိုပိတ်ရန်မဆွမ်းတကယ်တော့ဘုရားသခင်ကိုယုံကြည်သည့်လူနည်းစုဖြစ်စေလူအစုအဝေးနည်းဖြစ်စေ ဘာသာရေးလွတ်လပ်ခွင့်အထူးတူပင်ဖြစ်ပါတယ်။ယနေ့အတွက်ဆုတောင်းချင်ဒီဘဝမှာအကြီးကျယ်ဆုံးအခမ်းအနားဆုံးလွတ်လပ်ခွင့်အရှိဆုံးတားပြီမှာနေထိုင်ခွင့်ရတဲ့အတွက်ကျေးဇူးတော်ကိုချီးမွမ်းပါတယ်ဖခင်သခင်အာမင်။ဟုတ်ကဲ့ပါအဆုံးထိနားဆင်ပေးခဲ့တဲ့တဦးတယောက်ချင်းစီတိုင်းကိုကျေးဇူးအထူးပဲတင်ရှိပါတယ်ခင်ဗျာ။မနေ့ပြန်ပါလေတခြားသောဆုတောင်းချက်ကလေးကိုဖတ်ပြပေးဦးမှာဖြစ်လို့ကျွန်တော်ရဲ့ channel လေးကို like and subscribe လုပ်ထားခဲ့ပြီးဖို့လည်းမြစ်တမ်းရိုက်ခံလိုပါတယ်။ ားလုံးကိုကျေးဇူးအထူးပဲတင်ရှိပါရစေ။နောက်ရက်တွင်မှပြန်တွေ့ပါအောင်ခင်ဗျာ။